ငွေကြေးချိုးတဲ့လုံနာကြောင့်အဆုတ်ယောဂကိုကုသဖို့အလူရှင်ကို မျှော်နေရင်းနဲ့အသက်၂၂နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ရတဲ့ကောင်မလေးရဲ့အဖြစ်တကယ်ကိုစားအဲ့လိုမြင်မယ်လို့မထင်ဘူးအဲ့လိုမထင်ဘူး စကားတွေလည်းပြောသေးတယ်ပြည်ထောင်ရှင်ရဲ့ဘီကင်းရဲ့ရပိုင်းမှာအောက်ဆီဂျင်အိုရှိမှအသက်ရှင်နိုင်မယ်ဆိုတဲ့ကောင်မလေးရဲ့အင်တာဗျူးတွေကိုပြည်သက်တီတော်တော်များမြင်မိကြလိမ့်မယ်လို့ထင်ပါရဲ့နော်ကရုံတုံးထားပြီးတော့အသက်ရှူရခတ်တာကြောင့်ခုံပေါ်မှာမောက်ရက်ရေးရှူနေရတဲ့ကောင်မလေးရဲ့အဖြစ်ကမြင်ရသူတိုင်းအတွက်စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်ကောင်မလေးကအသက်22နှစ်ဝန်းကျင်အရွယ်သာရှိသေးရဖြစ်ပြီးတော့အဆုတ်ရောဂါကိုခံစားနေကြရတာပါအသက်22နှစ်အရွယ်အထိကျန်းမာရေးသူတစ်ယောက်အနေနဲ့ဆက်ယုံ င်သွားပြီးတော့မိခင်နဲ့အတူတူနေထိုင်တာလောက်ကင်စားတောက်နေတာဖြစ်ပါတယ်မိခင်ဖြစ်သူကလည်းထမင်းဟင်းရောင်ရဲနဲ့ရက်တီယာကနေအသက်22နှစ်အရွယ်မှာကောင်မလေးကအဆုတ်လေးပြင်းရောင်ပြီးတော့ဈေးရုံတောက်လျှောက်တက်နေရတာဖြစ်ပါတယ်အဆုတ်လေးပြင်းရောင်တဲ့အတွက်အောက်ဆီဂျင်အိုးရှိမှသာအသက်ရှင်နိုင်တာကြောင့်အောက်ဆီဂျင်အိုးကိုမရမကရှာပြီးတော့အသက်ရှင်ဖို့ကြိုးစားနေကြရတာဖြစ်ပါတယ်မိခင်ဖြစ်သူကလည်းအိမ်မှာရောင်ပြီးတော့ကုသပေမဲ့မသက်သာပါဘူးအပြောက်ကုသနိုင်ဖို့ဆိုရင်တော့ဒိန်းသ 300လောက်ကုန်မှာဖြစ်ပါတယ်။အခုချိန်မှာ300ကိုမတက်နိုင်တဲ့အပြင်အင်္ဂါဘဝနဲ့အောက်ဆီဂျင်အိုးထောင်မှာအနိုင်နိုင်ဖြစ်နေတာမို့မီဒီယာကနေတစင်အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့သမီးကိုအတက်နိုင်ဆုံးကဲကြံတာမို့မျက်ရည်တွေနဲ့အကူအညီတောင်းခဲ့တာပါ။ဒါကိုကိုထွန်းမရလည်းမြင်တဲ့အတွက် ကောင်မလေးနဲ့မိခင်စီကိုသွားပြီးတော့300လှူဒန်းပေးခဲ့ပါတယ်။သမီးလေးကအောက်ဆီဂျင်အိုးနဲ့ပြည့်လို့မရတဲ့အခြေအနေဖြစ်တာမို့ကိုချွန်မင်းကအလူရှင်ထက်ရှာပေးမယ်လို့ကတိပေးခဲ့ပါတယ်။ အရှင်းကုသနိုင်ဖို့အထည်ကိုကုညီနိုင်အောင်ကိုထွန်းမင်းကကုညီပေးသွားမယ်ဆိုတဲ့အတွက်မိခင်ကလည်းဝမ်းသာနေခဲ့တာပါအောက်ဆီဇင်အိုးကိုအကျွေးနဲ့ယူရတဲ့ဘဝနေပြီးတော့သမီးဖြစ်သူကိုဆေးကုသပေးနိုင်တော့မယ်ဆိုပြီးတော့ဝမ်းသာနေခဲ့တာပါဒါပေမဲ့ကိုထွန်းမင်းပြန်သွားပြီး၃နိုင်လောက်အကြာမှာပဲသမီးလေးကရုတ်တရက်ကွယ်လွန်သွားခဲ့တာပါမကွယ်လွန်ခင်အချိန်အထိသမီးလေးကပုံမှန်ရက်တီလိုမိခင်နဲ့စကားတွေပြောနေခဲ့တာပါဒါအပြင်မိခင်ဖြစ်သူကိုတောင်းမေးရင်ညချရင် ထုံးစံအတိုင်းသမီးရဲ့ဇလန်ဆတော့မှအောက်ဆီဂျင်အလုံးလောက်လေးသာတောင်းယူပေးပါနော်ဆိုပြီးတော့သမီးဖြစ်သူကစနေသေးတာဖြစ်ပါတယ်မိခင်ဖြစ်သူကလည်းရေလေးခဏသွားချိုးပြီးတော့အဝတ်လဲနေတော့မှသမီးကမိခင်ဖြစ်သူကိုခေါ်ပါတယ် မေကြီးရေလို့ခေါ်တာကြောင့်သွားတဲ့အချိန်မှာသမီးဖြစ်သူကနှစ်ချက်တောင်ကော့ပြီးတော့အသက်ရှူပြီးအသက်ထွက်သွားခဲ့တာဖြစ်တဲ့မိခင်ဖြစ်သူရဲ့အလက်ထဲမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်အခုလိုမြ мян ဆဆန်ထွက်သွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးသမီးဖြစ်သူကိုအလူရှင်နေတဲ့ငွေနဲ့စိတ်ကူးတနိုင်မယ်လို့ထင်ထားခဲ့တာပါ ကိုထွမင်းနေနဲ့လဲတူတောင်အိမ်ပြန်မရောက်သေးချိန်ကွယ်လွန်သွားပြီဆိုတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဈေးရုံတင်ပေးရတဲ့အထီကိုမကူညီလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာပါ။သမီးဖြစ်သူကအခုလိုနေမကောင်းဖြစ်တာဒီနှစ်မှစဖြစ်တာပါ။ယောဂစဖြစ်တာမကြသေးပဲချက်ချင်းဆိုလိုအခုလိုမမြန်ဆဆန်ဖြစ်သွားတာကြောင့်တကယ်ကိုယူကြုံမရဖြစ်နေတာဖြစ်ပါတယ်။အခုဆိုရင်နေရာတိုင်းမှာသမီးလေးရဲ့အရေးအယောင်တွေနဲ့သမီးလေးရှိနေတယ်လို့ခံစားနေရတယ်။ ဘလို့စိတ်နဲ့အမေရင်နဲ့ဖြေလို့ရမလဲသမီးရဲ့ဆိုပြီးတော့မိခင်ဖြစ်သူကဝမ်းနည်းစွာနဲ့ပူဆွေးတော်ကတွေရောက်နေရတာပဲဖြစ်ပါတယ်။မဖြစ်နိုင်တော့ပါဘူးဆိုပြီးတော့စိတ်လျှော့ကအသက်ငယ်ငယ်နဲ့ကွယ်လွန်သွားခဲ့တဲ့သမီးလေးလည်းနောက်ဘဝမှာဒီလိုအဖြစ်ဆုံးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။